တို့ဟာအခုလက်ရှိနေပြီရခိုင်သားတယောက်ဖြစ်နေတယ်အဲ့တော့ရခိုင်ရဲ့စစ်မှုထမ်းဥပဒေမှာအကျုံးဝင်နေဆိုလို့ရှိရင်သူစစ်ထမ်းကိုထမ်းရမယ်စစ်မှုစက်တက်ကိုတော်လန်တိုက်ခိုက်နေတဲ့ AA ကိုသူအောက်မပစ်ထောက်ခံဘူးဆိုလို့ရှိရင်သူရခိုင်လူမျိုးဆိုတဲ့နာမည်လုံးဝမခံဘူးအဲ့ဒီကောင်ရခိုင်လူမျိုးဆိုတဲ့နာမည်ခံလို့ရှိရင်သူကလည်းတမိုက်တယ်ခါဖြစ်သွားနိုင်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကရေဝရှင်လေးပါအားလုံးပဲတာလီစွာပါကျွန်တော်ကြိုးစုံနေပါခင်ဗျာဟုတ်ပြီရခိုင်မှာကျွန်တော်အရကတက်တော် AA ကစစ်မှုထမ်းဖို့အတွက်အထောက်ပြန်ကြီးညာချက်တွေရှိနေပါတယ် ဒီပေါ်မှာလည်းပဲကျွန်တော်တို့ရခိုင်ပြည်နယ်အတွင်းထဲမှာနေထိုင်ကြတဲ့ကျွန်တော်တို့ဒါရခိုင်သူရခိုင်သားတွေအနေနဲ့လည်းဒါစစ်မှုထမ်းဖို့အတွက်ဒါမျိုးမျိုးသောသူတို့တွေဒါပြောဆိုနေတဲ့ချက်တွေကိုလည်းကျွန်တော်တို့တွေ့နေရတယ်ဗျာဒီအကြောင်းကိုဒီနေ့အခုခြေကတင်ပြဆွေးနွေးပေးသွားမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့မှာကဘယ်နှဘက်ရှိလဲဘယ်ဘက်မှာပါဝင်ပြီးတော့စစ်မှုထမ်းမှာလဲဆိုတာကိုကျွန်တော်တို့ရွေးချယ်ကြတော့မဲ့အချိန်ဖြစ်တယ်ဟုတ်ပါတယ်ခင်ဗျာโอเค ဒီတော့ဒီပေါ့နော်ဒီလက်စမှုထမ်းဥပဒေကကျွန်တော်နှစ်ခုဖြစ်နေတယ်ပေါ့နော်အာလက်ရှိနေပြီဒီကျွန်တော်ရခိုင်တပ်တော် A ကတစ်ခုနောက်ပြီးဒီအခုလက်ရှိဒီမြန်မာနိုင်ငံဒီလက်အကြမ်းဖက်စစ်ကောင်စီနဲ့ထုတ်တာတဲ့ဥပဒေကတစ်ခုဆိုတော့လက်ရှိနေပြီဒီကျွန်တော်တို့ကဒီဟာတွေပြန်ကြည့်ဖို့လိုတာကျွန်တော်တို့ဒီနဲ့ အဲရခိုင်ပြည်သားအားလုံးဟာဘာဖြစ်နေလဲဆိုကျွန်တော်အခုလုံးလုံးစရာမလွတ်မြောက်သေးဘူးမပြီးသေးဘူးအခုမှစိတ်တိုက်တော့မရှိသေးတယ်ဗောနော်ရခိုင်ဒါရခိုင်နေမြေတစ်ခုလုံးမလွတ်မြောက်သေးဘူးဟုတ်တယ်ဒါအစပဲရှိသေးတယ်အခုမှအစပဲအခုမှဒါဟာနေပြီးတော့ကျွန်တော်တို့ဒါဟာဟိုတနေ့ကဘောချုပ်ထုံးမြန်နေပြောသွားတယ်ဒါအခုမှအဲဗောနော်သူတို့ဒါအောင်မြင်တယ်လို့မပြောရသေးဘူးဗောနော်အောင်မြင်တယ်လို့မပြောနိုင်သေးဘူးအဲ့တော့အောင်မြင်ဖို့လမ်းစားကျွန်တော်တို့ကျွန်တော်တို့အတွက်အများကြီးကြံသေးတယ်ဆိုတော့ဒီကာလမှာဒီလက်ရှိနေပြီးတော့လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ရခိုင်ပြည်နယ်ကြီးဒီကိုကိုကျမကိုဖန်တီးခွင့်ရဖို့အတွက် ဒီအဲကျွန်တော်တို့မှာဘာလို့ရလဲဆိုတော့ဒီလက်ရှိနေပြီးတော့ရခိုင်သားဒီရခိုင်လူမျိုးကနေပြီးတော့ဒီအဲဒီပေါ့နော်ဒီပူပေါင်းပါဝင်တဲ့ငါပေါ့နော်ဒီစစ်မှုထားဥပဒေမှာပူပေါင်းပြီးတော့ပါဝင်တဲ့နယ်လို့ကျွန်တော်မြင်တာပေါ့နော်အဲဟုတ်တယ်ဒါကကျွန်တော်တို့ဒီရခိုင်လူရခိုင်သားတွေရဲ့ဒါအခြေခံအတိတရားလို့လဲဆိုလို့ရမှာဗျဟုတ်ပါတယ်ခင်ဗျဒါကိုကျွန်တော်တို့လမ်းဖွင့်ပေးတဲ့နယ်ပေါ့နော်ဟုတ်ပါတယ်ခင်ဗျဘာလို့ဆိုတော့ရခိုင်နံပါတ်1 ရခိုင်ပြည်နယ်ကြီးကလွတ်မြောက်နေတာမဟုတ်ဘူး။နံပါတ်2ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေအားလုံးမှာအတိတရားရှိဖို့အရေးကြီးတယ်။ဟုတ်ပါတယ်ကွာ။နော်ကိုနိုင်ငံရဲ့ဒါကိုပိုင်ခုနပြောသလိုနော်ကိုပိုင်အုပ်ချုပ်ခွင့်ရတော်လကောင်းပြီးတော့ကိုရခိုင်ပြည်ကြီးတခုလုံးအတွက်ပေါ့နော်ဒါဒါကာကွယ်ရေးလုပ်ငန်းတွေအငြင်းငြင်းရေးလုပ်ငန်းတွေထုံနေတကောင်းပေါ့ဗျာ။ပြန်လည်တထောင်းရေးလုပ်ငန်းတွေမှာလည်းပါဝင်ဖို့အတွက်ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေအားလုံးကလည်းဒါအတိတရားရှိဖို့အရေးကြီးတယ်။ပြီးတော့တကယ်လို့ ဒီဘက်မှာအရခတ်တတော်အင်းအင်းနဲ့မှန်ကန်တဲ့ဘက်ကိုမရွေးချယ်ဘူးဆိုရင်အခုလက်ရှိစစ်တွေမှာတောင်းရန်နေတဲ့ကျွန်တော်တို့ဒါနေကြာဆောင်တဲ့အဖွဲ့တွေလို့ပြောမလားဟုတ်တယ်နော်အင်းဒေါ်စောမြရာစာလင်းလို့လို့မျိုးဗျူအဖွဲ့တွေကိုရောက်သွားနိုင်တာရှိတယ်ပြီးတော့လက်ရှိရခိုင်လူငယ်တွေဟာသူတို့ရဲ့အတင်းအာတော့မှအစင်းမြန်ခံခံပါတယ်ခေါ်နေတာကိုလည်းကျွန်တော်တို့တွေ့နေရတယ်ဟုတ်ပါတယ်ခင်ဗျာအဲ့တော့ဒီပေါ့နော်ခုနကလည်းပြောတော့ဒီလက်ရှိနေပြီးတော့ ဖက်တွေကြောင့်ပေါ့နော်ဒီကဒီစစ်တွေကြောင့်ကျွန်တော်ပြန်ပြီးတော့သွားပြီးတော့ပြန်စဉ်းစားမိတာပေါ့နော်ဘာလို့လဲပြန်စဉ်းစားမိလဲဆိုတော့ကဒီလက်ရှိနေပြီးတော့အဲရခိုင်တက်တော့ AA အနေနဲ့အခုလက်ရှိရခိုင်တက်တော့ AA အနေနဲ့မဟုတ်ဘူးရခိုင်ပြည်တပြည်နယ်လုံးအတွက်ရင်ဆိုင်ရမယ့်ပြဿနာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကဒီအခုအခုလက်ရှိနေပြီးတော့အရင်တော့ကဒီပေါ့နော်ဒီလက်ဆက်ဆောင်သွားတဲ့ဖက်ခွေတယ်ဒီမင်းပြားမြအူးအဲကြောက်တော့ဘသက်တော်ဘူးပြီးတော့မောင်းတော့အဲ့ဒီဘက်ကဆက်ရှောင်းပြီးတော့ထွက်ပြေးသွားတဲ့ထွက်ပြေးသွားတဲ့စက်ခွေးတွေကလည်းပြီးတော့လက်ရှိနေတဲ့စက်တွေမြေမှာအထိုင်ချတယ် အဲအဲ့ဒီမှာလူဝင်အား2000ကျော်3000နီးပါးလောက်လို့ရှိတယ်ပေါ့နော်ဒီလူဝင်အား2000ကျော်3000ကသူတို့ခံစစ်အနေထားနဲ့တိုက်ခိုက်ဖို့သူတို့အသင်းဆောင်နေတယ်ဆိုတော့ကျတော့ဒီဘက်ကနေပြီးတော့ရခိုင်ရခိုင်တက်မတော် A ကလည်းနေပြီးတော့ဒီဘက်ဗမာပြည်ကထိုးစစ်ဆင်နေရတယ်ဆိုတော့သူတို့ကလက်ရှိနေပြီးတော့ဒီထိုးစစ်ဆင်နေရတဲ့ခါကျတော့ဒီဒီလက်ရှိနေပြီးတော့ ဖက်ပြမြမှာလည်းဒီစက်ခွက်တွေကနေပြီးတော့အထိုင်ရှောက်ပြီးတော့ခံစက်အနေထားနေနေတာဆိုတော့ဒါစက်ရဲ့သဘောသဘောဝကခံစက်က၃ထောင်ဆိုလို့ချင်းထိုးစက်လုတ်တဲ့လူကဒါအနည်းဆုံးအနည်းဆုံး၅ထောင်လောက်ရှိဖို့လိုတယ်ဆိုတော့ဒါကတစစတဲ့များမှသာဒီခံစက်ကိုတိုက်စက်အနေနဲ့သွားပြီးတော့တိုက်လို့ရမှာလေဆိုတော့ဒီဟာမှာလည်းဒါလက်ရှိနေပြီးတော့ဒီကျွန်တော်ရခိုင်ပြည်နယ်အတွက်ဒါဒီလိုစက်မှုထနေအရင်လိုအပ်တယ် ်နောက်နဒါကနေလို့နံပါတ်1ဟုတ်ပြီနောက်တစ်ခါနံပါတ်2ကဘာလဲဆိုတော့ဒီအားလုံးတည်သူမျိုးတော့အားလုံးတည်ပြီးဖြစ်ကြပါလိမ့်မယ်ပေါ့နော်ဒီလက်ရှိနေလို့ဖက်တွေမျိုးမှာလွန်ခဲ့တဲ့ဘိုင်းစလောက်9ရင်းတွေကအကောင့်လေးလျောက်ဒီပေါ့နော်ဒီစက်တွေမျိုးမင်းကန်ရက်ကွက်ကဒီအကောင့်လေးလျောက်ဟာဘာလဲဆိုတော့သူကသူ့ရဲ့လက်မောက်မှာနေပြီးတော့ AA design AA design ကိုနေတက်တူထိုးထားတယ်အဲ့ဒါကိုတွေ့လို့ဆိုဖမ်းခုတော့ပြီးတော့တတ်ပြစ်လိုက်တယ်ဆိုတော့ကြဒီလိုတတ်ပြစ်လိုက်တဲ့ခါကျတော့ဒီကောင်လေးအလုံးကိုသူမိသားစုစီကိုပြန်ပို့တယ် အလုံးလောက်ပြန်ပေါ်တာဘုန်းတော်အဲ့ဒါအဲ့ဒါတော့ဒါလုံးဝကိုမတာတည်တည်တည်အလုံးတည်ပြီးသားဆိုတော့ကျွန်တော်တို့ရခိုင်လူငယ်တဲ့အားလုံးကရခိုင်လူမျိုးအားလုံးကဘာဖြစ်နေကုန်လို့လဲဆိုလို့ရှိရင်ဒီစစ်အရှိခတ်ပညာကိုတွန်းကျင်တက်မြောက်နေကုန်လို့လဲ ဒါမှသာကျွန်တော်ဒီအကြမ်းဖက်အကြမ်းဖက်အဖွဲအစည်းကိုကျွန်တော်ပြန်ပြီးတော့ခုခံနိုင်မှာဖြစ်တယ်ပေါ့နော်ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အာကျွန်တော်တို့အခုနာဟိုတနေ့ဟိုတနေ့ဖြစ်ဖြစ်ပြသွားသလိုပဲအဲ့ဒီဟိုကောင်းလေးတယောက်ဖြစ်သွားသလိုပဲကျွန်တော်သူတို့ရဲ့နှိုက်ကုံမှုအောက်မှာသူတို့အနိုင်ကျင့်မှုအောက်မှာကျွန်တော်အသက်တွေဆုံးဆုံးသွားနိုင်တယ်ပေါ့နော်ကျွန်တော်အသက်တွေထက်ကျွန်တော်ပြည်နေကြီးတစ်ခုလုံးနဲ့ဆုံးဆုံးသွားနိုင်တယ်ဆိုတဲ့အားလေးကျွန်တော်ပြောချင်တာပေါ့အားလုံးပဲနေကြပါခင်ဗျာကျွန်မရဲ့ YouTube channel မှာကြည့်ကြလို့ပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်မျိုးတလုံးနဲ့တက်တယ်တိုင်းတိုင်းကောင်းတွေကိုတင်ဆက်ပေးနေရမှာကျွန်မရဲ့ channel ကိုလည်းဆက်ပြီးတော့ပြန် ဖိုက်ခံကြရအောင်ပင်နေတာမျိုးဒီဆောင်လို့နေတဲ့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ဒါကခုလက်ရှိကကျွန်တော်တို့နိုင်ငံဟာလွမြောက်ဖို့အတွက်အာဏာရုပ်အုပ်စုအကောင့်နေပြီးတော့အတူတူယုံထားနေကြတာဆိုတော့မလွမြောက်သေးဘူးဆိုတာလည်းအခုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ဂျမီဘာပြည်သူတွေအားလုံးလည်းသိမယ်ပြီးတော့နိုင်ငံသားတပ်ဖွဲ့ဝင်တွေလည်းသိမယ်ဆိုတော့ရခိုင်နေမဟုတ်ဘူးဗျာ ခြားသောတိုင်းရင်းသားတပ်ဖွဲ့တွေမှာလည်းဒါလားတူဖြစ်ရမျိုးရှိပါတယ်ဟုတ်ပါတယ်ဆိုတော့ကျွန်တော်တို့ကရင်ပြည်နယ်မှာဆိုရင်ဒါကရင် KNU ကနေပြီးတော့အစစ်မှုထမ်းခေါ်တာတွေလည်းရှိတယ်ပြီးတော့သူတို့နဲ့လူပြောမယ်ပြောတော့အခုလက်ရှိပေါ့နော်အကြမ်းဖက်ဖက်စစ်တပ်နယ်လေအပေါင်းသိန်းဆက်ဆံနေတဲ့ကျွန်တော်တို့ BGF တပ်ဖွဲ့ဝင်တွေကလည်းစစ်မှုထမ်းခေါ်တာတွေလည်းရှိတယ်ဆိုတော့လက်ရှိအချိန်မှာဒါ KNU မှာကရင်လူငယ်တွေတော်တော်လေးကိုအားနေနေတာကို ျွန်တော်တို့တွေ့ရတယ်။ဆိုတော့နိုင်ငံတွင်းမှာကလက်ရှိစစ်ကြုံအောက်ကိုရောက်နေကြတယ်။ဟုတ်ပါတယ်။ဒီအချိန်မှာဒီနိုင်ငံကနေပြီးတော့ရုန်းထွက်ပြီးတော့အာလွတ်မြောက်ရလွတ်မြောက်ကြောင်းကခြားသောနိုင်ငံတွေကိုထွက်ပြေးသွားတဲ့ရှောင်သွားကြတဲ့လူငယ်တွေလည်းရှိတယ်။ဟုတ်ပါတယ်ခင်ဗျာ။ဆိုတော့ဒီလိုရှောင်ကြားဒီလိုရှောင်ရှားခြင်းဟာသူတို့ရဲ့တကူရေးတကာရအတွက်တော့အစဉ်ပြေကောင်းပြေးသွားလိမ့်မယ်။ ဒါပေမဲ့ကရင်လူမျိုးတစ်ခုလုံးဟာစစ်ကြုံအောက်မှာနေနေရစေဟုတ်ပါတယ်ခင်ဗျာပြီးတော့အကြမ်းဖက်လူသက်ကောင်တွေဟာလည်းကျွန်တော်တို့ကရင်မိသားစုဝင်တွေကိုနှစ်ပေါင်းများစွာရေဆက်ဆက်တပ်ဖြတ်ခဲ့တဲ့ယနေ့ချိန်လေးလည်းဘုံကျဲတပ်ဖြတ်နေတယ်ဆိုတာကိုကျွန်တော်တို့ဒါကရင်လူငယ်တွေအားလုံးသိရှိသိမှာဟုတ်ပါတယ်ခင်ဗျာဒါကြောင့်ကရင်ပြည်နယ်ကာကွယ်ရေးတော်လည်းကောင်းကရင်ပြည်နယ်လွတ်မြောက်ရေးအတွက်တော်လည်းကောင်းကရင်လူငယ်တွေမှာလည်းတာဝန်ရှိတယ် ဟုတ်ပါတယ်ရခိုင်မှာလဲတာဝန်ထုံလီလကောင်းဟုတ်ပါတယ်နော်ကိုပတ်ကဒါရခိုင်ပြည်သူရခိုင်ပြည်သားတွေနဲ့အတူတူရက်တည်နေတဲ့ ULAA နဲ့မပူးပေါင်းပဲနဲ့ဆိုရင်အကြမ်းဖက်ကသူတို့ရဲ့စစ်မှုထမ်းအောက်ကိုအတင်းအဓမ္မသွတ်သွင်းခံရမှာဖြစ်တယ်ဟုတ်ပါတယ်ဒါကြောင့်ဘယ်ဘက်မှာရွေးချယ်မှာလဲဆိုတာကကျွန်တော်တို့လူငယ်တွေရဲ့စုံရချက်စုံရချက်ပါပဲအဲ့တော့ကတော့ဒီကျွန်တော်တို့ဘာလဲဆိုဒီဆိုးဆိုးကကျွန်တော်ပြောဆိုဒီစစ်တက်ဟာ ဒီစစ်တပ်ကဒီအခုလက်ရှိနေပြီးတော့ဒီအခုလက်ရှိနေစစ်မှုထမ်းဆိုတော့ဒါဒါအခုမှပေါ်တာမဟုတ်ဘူးကောနော်သူတို့အရင်ကတည်းကပဲသူတို့မှဒါပလန်ရှာတာပဲသိရှိတယ်။ဘာတို့ဒီကျွန်တော်ပညာရေးကိုလိုက်တယ်မှာအာပညာရေးကိုလိုက်တယ်မှာပညာရေးကိုလိုက်ကြောင်းသွားတက်လို့ရှိဘာလို့ပြလာလဲဒီဒီအရှိကစစ်ပညာပညာတွေကိုသင်ပေးတယ်ဆိုတော့အမှန်မှာပညာရေးနဲ့ဒီစစ်ပညာနဲ့ဘာမှမဆိုင်ဘူး။ဒါပေမဲ့သူတို့သင်ပေးရတာလည်းရှိတယ်။အဲ့တော့သူတို့မှဒီလက်ရှိနေပြီးတော့ထုတ်သုံးဖို့အတွက်ဒါလည်းသူတို့မှအရင်လက်ရှိနေတယ်။ဆိုတော့ကျွန်တော်တို့ကနေပြီးတော့အခုလက်ရှိအနေထားကဘာလဲဆိုတော့ဒီဒီစစ်ခနက်အောက်ကလွတ်မြောက်ဖို့အတွက် ိုက်ပွဲဝင်နေတဲ့ခါမှာတိုက်ပွဲတိုက်ပွဲဝင်တဲ့ခါမှာကျွန်တော်အားလုံးကဘာလို့ဆိုဒီလက်ရှိနေပြီးတော့အာလက်ကင်းလူဆိုကင်းလူတခုတည်းကဒါသူတို့ကောင်းစားဖို့တိုက်နေတာမဟုတ်ဘူးကင်းရင်ဒီနဲ့တပြင်းလုံးကောင်းစားဖို့တိုက်တို့တိုက်နေတာဆိုတော့ဒီကျွန်တော်ရခိုင်မှာဆိုလို့ရှိရင်ဒါရခိုင်တက် A ရတာသူတို့ဒီထုံးမြက်လိုက်ပေါ်ပေါ်ဒီလက်ရှိပေါ်ရောက်ထုံးမြက်လိုက်တယောက်သေးကောင်းစားဖို့တိုက်နေတာမဟုတ်ဘူးတပြင်းလုံးကောင်းစားဖို့တိုက်နေတာ ဲ့တော့သူလဲဒါတကယ်ပေါ့ဒီဒီလက်ရှိ A တက်ဖက်ဝင်နေရလဲသူတို့မိသားစုကောင်းစားဖို့တွေမဟုတ်သူတို့တပင်းလုံးကောင်းစားဖို့တိုင်နေတာဆိုတော့ကျွန်တော်တို့ကဘာကိုဘာကိုသွားသိရမလဲဆိုတော့ကဒီအကြမ်းဖက်စက်တက်ကိုအနိုင်ယူခြင်းလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီအနိုင်ယူမယ်ဆိုလို့ရှိရင်ဘာလို့ရမလဲဆိုကျွန်တော်တက်နိုင်တဲ့ဖက်ကနေပြီးတော့ပူပေါင်းပါဝင်စင်တာပေါ့နော် ပူပေါင်းပါဝင်ပြီးတော့ကျွန်တော်တို့လက်ရှိနေပြီးတော့ဒီ AA ထုတ်ပြန်ထားတဲ့ဒီလက်ရှိနေစစ်မှုထမ်းဆိုတဲ့ဟာကိုထောက်ခံပေးတယ်ပေါ့ထောက်ခံပေးတဲ့ဝိုင်းဝန်းပူပေါင်းပြီးတော့လုံဆောင်ပေးတယ်ပေါ့နော်အဲ့ဒါကိုအာအခုလက်ရှိကျွန်တော်တို့ဒီ line ပုံမှန်နေပြီးတော့ကိုရခိုင်သားတွေပါပဲအပြိုစိုးဆိုနေကြတာပေါ့အမှန်မှမဟုတ်ဘူးဒါကျွန်တော်တို့ကအာဒီနိုင်ငံတကာဥပဒေနဲ့ထောက်ပြီးတော့သူတို့ပြောနေကြတာနိုင်ငံတကာဥပဒေနဲ့ဘာမှလုံးလုံးမရသေးဘူးအခုကျွန်တော်တို့ရခိုင်ရခိုင်ပြည်နယ်လို့ပြောပြောရခိုင်နိုင်ငံလို့ပြောပြောနိုင်ငံတကာဥပဒေနဲ့တွားပြီးတော့နိုင်ရှင်လို့မရသေးဘူး ကျွန်တော်ဗာလဲအခုမှတော်လန်တောင်းကာလာပဲရှိသေးတယ်။တနည်းအားဖြင့်အကြက်သုံးများသူကိုနှိမ်နေနေတဲ့ကာလာပဲရှိသေးတယ်။ဆိုတော့ကျွန်တော်တို့မှနိုင်ငံတကာဥပဒေအာဘာဥပဒေညာဥပဒေဆိုတာကျွန်တော်ခေါင်းထဲကိုမထည့်နဲ့။လုံးလုံးစကျွန်တော်တို့ဒီစစ်ဖက်နဲ့အောက်ကလုံမြောက်ဖို့အတွက်ဥပဒေခေါင်းထဲဖျက်မှာဖြစ်တယ်ပေါ့နော်။မှန်တယ်။နိုင်ငံတကာမှာကျွန်တော်တို့ဒါစစ်မှုထမ်းဥပဒေဆိုတာလည်းရှိပါတယ်။ဟုတ်ပါတယ်။ဆိုတော့ဒါမှမဟုတ်လည်းပဲသူတို့ရဲ့နိုင်ငံတွေမှာဒီအဲကျွန်တော်တို့ဒါထုတ်ပြန်ထားတဲ့စစ်မှုထမ်းဥပဒေဆိုတာကသူတို့ရဲ့နိုင်ငံကိုတပါးသောနိုင်ငံတွေကျူးကျော်လာတဲ့အခြေအ ဟုတ်ပါတယ်ပြောချင်တာကတော့ကျွန်တော်တို့ဒါရှေဟောင်းစကားလေးနဲ့ပြောမယ်ဆိုရင်တော့တိုင်းတစ်ပါးသားတွေကျူးကျော်လာတဲ့အချိန်မှာကျွန်တော်တို့အဲ့ဒီနိုင်ငံတဲမှာရှိတဲ့ကိုတိုင်းပြည်တဲမှာရှိတဲ့ကိုဒါလူငယ်တွေဟာအခြေခံစစ်ပညာသင်တန်းကိုတက်မြောက်ထားတဲ့အတွက်ဟုတ်ပါတယ်တိုင်းတစ်ပါးရန်ကိုကာဝယ်ဖို့ဖြစ်တယ်အဲ့မင်းကျွန်တော်တို့နိုင်ငံတွင်းထဲမှာအကြမ်းဖက်အာနာပြည်သူစီကအာနာလူယူထားတဲ့ကောင်တွေဟာအဲ့ဒီစစ်မှုထမ်းဥပဒေဆိုတဲ့ဒါခေါင်းစဉ်ကို တို့တွေအတင်းအားမယူသုံးပြီးတော့တို့ရဲ့အကျိုးစီးပွားကာကွယ်ဖို့တို့ရဲ့အသက်ထပ်ပြီးတော့ support အတွက်ကျွန်တော်တို့ရဲ့လူငယ်တွေကိုလူသားတိုင်းတော်လကောခြေထဲမှာအသေးခံခိုင်းနေတာကိုလည်းကျွန်တော်တို့တွေ့နေရတာဖြစ်တယ်။ဒါကြောင့်နိုင်ငံတကာရဲ့စစ်မှုထမ်းဥပဒေနဲ့လက်ရှိကျွန်တော်တို့ပြည်တွင်းကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့ဒါတိုင်းရင်းသားတွေ လုံအပ်လို့ထုတ်ပြန်တဲ့စစ်မှုထံဥတွေနဲ့လုံးဝကိုမတူမတူဟုတ်ပါတယ်ဒီတော့ပေါ်တော့ဒီကျွန်တော်အခုလက်ရှိကတော့ကျွန်တော်တို့ဒီရခိုင်ပြည်သူပြည်သားတွေရောမြန်မာနိုင်ငံတနိုင်ငံလုံးကလူမျိုးပေါ်တော့ကျွန်တော်ဒီအပြောချင်တာဗာလဲဆိုတော့ကျွန်တော်ယူကရိန်းကိုကြည့်လိုက်အဲယူကရိန်းနိုင်ငံကိုရုရှားကလည်းလာပြီးကျူးကျော်တယ်ကျူးကျော်အဲ့ဒါကသူတို့ကျူးကျော်တဲ့ခါမှာယူကရိန်းနိုင်ငံကဘာလို့လဲယူကရိန်းနိုင်ငံရုပ်ရှင်ဗီဒီယိုမင်းသား မင်းသမီးတွေနောက်ဆုံးမှာအသက်ဒီ9နဲ့10နဲ့ကလေးရပဲအစပေါ့နော်သူတို့ဒီလက်ရှိတို့သင်တတ်ကြင်ပြီးတော့အဲသူတို့တိတ်မွေးဝင်နေဆိုတော့ကျွန်တော်တွားပြီးကြည့်ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီဟာလေးတွေကြည့်ပြီးတော့အရန်အရန်ခံစားရတာပေါ့နော်ဘာသူတို့နိုင်ငံကိုသူတို့ကာကွယ်ဖို့အတွက်အဲသူတို့ဘာလုပ်ကြလဲဆိုတော့ရုပ်ရှင်ဗီဒီယိုမင်းသားတွေရအစပေါ့နော်နောက်ဆုံးဒီကလေးသူငယ်ရအဆုံးကိုအားလုံးကြောင်းသားလူငယ်အားလုံးတနိုင်ငံလုံးဝိုင်းဝန်းပြီးတော့ပြန်တိတ်နေတာကိုကျွန်တော်တွေ့ရတယ် ဆိုတော့ဒီဒီခနဲ့ကျွန်တော်တို့ဒီအကြမ်းဖက်ဒီမြန်မာနိုင်ငံမှာရှိနေတဲ့ဒီအကြမ်းဖက်၃ချမ်းသူစစ်တပ်ကိုကျွန်တော်ကဒီတိုက်ခိုက်လို့မယ်ဆိုတဲ့ခါမှာကျွန်တော်တို့အားလုံးကမြေပေါ်မြောက်ပေါ်တော့ဒီလင်းနေလေအောင်မြင်းဆောင်မကြမ်းအကောင်ကဝိုင်းဝန်းပူပေါင်းပြီးတော့တိုက်ခိုက်သင့်တယ်လို့ကျွန်တော်မြင်တာပေါ့နော်အဲဒါနဲ့ကျွန်တော်စကားမဆက်ကိုချေကိုမေးဖို့ရှိတယ်ဗျာအဲ့ဒါကတော့ကျွန်တော်တို့ဒီလက်ရှိအဲကျွန်တော်ရခိုင်မှာလည်းအမှုပညာရှင်တွေရှိရှိပါတယ်ခင်ဗျာ အဲနေတိုးကတခိုင်သားဟုတ်ပါတယ်ခင်ဗျနေတိုးကနေတော့ဆိုတော့မန်အောင်ပါနေနေအောင်ပလဲနေနေအောင်မြင်းဆောင်မကြံဆိုတော့နေတိုးကရောအရခတ်တတော် AAC မှာစစ်မှုထမ်းဖို့မသိတော့ဘူးလားသိတော့တာပေါ့သူကလည်းသူလည်းဒါဘောနဒါကိုရှမ်းစကားကိုကျွန်တော်ဖြတ်လို့ပြောတာမဟုတ်ဘူးเนาะသူကဗာလဲဆိုတော့ဒီလက်ရှိနေပြီးတော့ရခိုင်သားတယောက်ဖြစ်နေတယ်ရခိုင်မျိုးဖြစ်နေတယ်ဒါမဲ့ကျွန်တော်ကျမ်းမာရေးမကောင်းလို့ကြောင့်ပေါ့เนาะဒါမဲ့ကျမ်းမာမကောင်းမှကျွန်တော်တို့ရခိုင်ပြည်နဲ့ပြန်လဲထောင်ရေး လုပ်ငန်းမှာကျွန်တော်တို့တတ်နိုင်တဲ့ဖက်ကနေကူပေါင်းပါဝင်ဖို့ဒါကျွန်တော်ကိုကျွန်တော်ဆုံးဖြတ်ထားပြတာပေါ့နော်အဲ့တော့နေတူကိုစစ်မှုထမ်းဖို့မထမ်းဖို့ကိုချီနေနဲ့ရခိုင်သားတယောက်နေနဲ့ရခိုင်သားခုလက်ရှိသူတို့နိုင်ငံမှာအရန်ကိုနမည်ကြီးနေတာသူအကယ်ဒမီတွေလည်းအများကြီးရလာတာဆိုတော့ရခိုင်အတွက်နေတူကိုဘယ်လိုမျိုးအကြံပြုခြင်းလဲဟုတ်ကဲ့နေတူဟာဒါစစ်မှုဒီလက်ရှိအေအေထုတ်ပြန်ထားတဲ့ပေါ့နော် အေးအေးထုတ်ပြန်ထားတဲ့စမူထန်ရဲ့အသက်တက်မှုပြဥမာဒီအခုလက်ရှိနေအသက်ဆက်ရှင်ရနဲ့အသက်45နှစ်အောင်ဆိုတော့ဒီအာဒီစမူထန်စမူထန်မဲ့ဥပဒေရဲ့ပုံထက်မှာပါလို့ရှိရင်သူတို့ထမ်းတယ်ထမ်းတယ်ဘာကြောင့်ထမ်းတာသူကရခိုင်လူမျိုးဖြစ်နေတဲ့အတွက်ရခိုင်အတွက်သူကရခိုင်လူမျိုးတကယ်လို့ဒါကျတော့ဒီအခုလက်ရှိနေပြီးတော့အေးဒီဘုရကျတော့ဒီအကြက်ဖက်စက်တက်ကိုတိုလန်တိုက်ခိုက်နေတဲ့အေးအေးကိုသူအောက်မပစ်ထောက်ခံဘူးဆိုလို့ကျသူရခိုင်လူမျိုးဆိုတဲ့နိုင်မျိုးလုံးဝမခံဘူး အဲ့ဒီကောင်ရခိုင်လူမျိုးဆိုတဲ့နာမည်ခံလို့ရှိတဲ့သူကလည်းပြောသမိုက်တယ်ခါပြောနေမယ်ဒီကောင်ဆိုတော့ကျွန်တော်တို့အခုထင်ရှားတဲ့ရခိုင်လူမျိုးနှစ်ယောက်အကြောင်းပဲအဲ့ကျွန်တော်မိဘတွေသိတဲ့အကြောင်းပဲကျွန်တော်ပြောပြမယ်အဲ့တော့ကတော့မင်းအွန်လိုင်းကျူထားတဲ့ကျူကျူလာအဲ့ဒါရခိုင်သူဟုတ်တယ်နော်အခုရုပ်ရှင်ဗီဒီယိုတယောက်ဆောင်အကယ်ဒမီနေတိုးအဲ့ဒါရခိုင်သားဟုတ်ပါတယ်ဆိုတော့ကျူကျူလာကိုကြည့်ပါအာနာယူအကျန်းဖတ်ကောင်နဲ့တွားပြီးတော့ပေါင်းသိမ်းလိုက်တဲ့အတွက်သူကို၌ပါ ရခိုင်ပြည်သူလူတစ်ချက်လုံးရဲ့ဒါယုံရှာမုံတီးချင်းနဲ့ရခိုင်ရဲ့စိုးဝါတဲ့ဒါမှတ်တမ်းပေါ့ဗျာမှတ်တမ်းရဲ့အမည်စင်းထဲမှာလည်းအမည်စိုးကြီးနဲ့ကြံခဲ့ရဟုတ်ပါတယ်ခင်ဗျာဆိုတော့နေတိုးဟာတကယ်လို့ကျွန်တော်တို့ ULA အရခတ်တက်တော့အေးအေးကျွန်တော်တို့ရခိုင်သူရခိုင်သားတွေနဲ့တသွေးတဲ့တသားတဲ့မရက်တည်ဘူးဆိုရင်သူကိုနိုင်ကအကျန်းဖတ်အာနာယူမင်းအောင်လှိုင်နဲ့ ပေါင်းသိနေလို့လားဆိုတာကိုလည်းကျွန်တော်တို့မေးခွန်းထုတ်ဆက်ရှိတယ်။ဟုတ်ပါဘူး။ပေါင်းသိနေလို့လားဆိုတဲ့မေးခွန်းကဒါကျွန်တော်တို့ကြည့်တဲ့ပေါင်းသိနေတယ်လို့ပဲကျွန်တော်ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီအဲဘောနော်သူပထမတော့ကအာသူဒီလက်ရှိဒီဘောနော်ဒီကျွန်တော်ငိမ့်ကြတဲ့ဆန္ဒပြမှုတော့လည်းသူပါခဲ့တယ်ဘောနော်။ပါသေးတယ်။သူတောက်ဆောက်ပါခဲ့တယ်။ဒါမဲ့ဒီအဲနောက်ဆုံးမှာသူလည်းကျွန်တော်တို့ဒီကိုရခိုင်ပြည်ကိုသူပြေးလာတယ်။ အဲဘောနော်ကျွန်တော်ဒီရခိုင်မှာသူခဏရှောင်းတိန်နေနေခဲ့တယ်ဘောနော်လာခဲ့တယ်အဲဒီမှာသူနေပြီးတော့ဒီတီရင်းလေးကိုပြောင်းပြီးတော့ဒါသူနဲ့စက်ကောင်စင်းနဲ့ဒါဘယ်လိုမျိုးအပေးယူလို့လဲရတယ်ကျွန်တော်လည်းမသိဘူးလေဒါပေမဲ့ကျွန်တော်အခုလက်ရှိနေလိုက်တာကဒီနေတို့ဟာအခုလက်ရှိနေပြီးရခိုင်သားတယောက်ဖြစ်နေတယ်အဲ့တော့ရခိုင်ရဲ့စစ်မှုထမ်းဥပဒေမှာအကျုံးဝင်တယ်ဆိုလို့ရှိရင်သူစစ်မှုထမ်းတဲ့ထမ်းကိုထမ်းရမယ်စစ်မှုတန်းဆိုတာကဒါအသက်အရွယ်ရှိမယ်ကျမ်းမာရေးရှိမယ်ဟုတ်ပါတယ်နော် ဒါအခုချိုးဘုချေဆိုရင်ဒါသူရဲ့ကျမ်းမာရေးပေါ့နော်ဒါကျမ်းဖတ်အဒီအာနာယူအုပ်စုရဲ့ဒါညင်မနေဆက်မှုနဲ့သူရဲ့ဒီခန္ဓာကိုယ်ရဲ့အာရင်အဒီကိုယ်ပိုင်းတည်ခဲ့ရတယ်ပေါ့နော်ဟုတ်တယ်ဆိုတော့ဒီလိုမျိုးကျမ်းမာရေးအားနေတဲ့သူတွေအတွက်ကတော့စင်မူတန်းကျွန်တော်တို့ဒါတိုင်းသားတွေရဲ့စင်မူတန်းဥပဒေတွေမှာတော့ဒါအများကြီးတညာပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့လူကလည်းအာဘယ်လိုပြောမလဲနော် နီတိုးလိုလူမျိုးဟာဟုတ်ကဲ့တကယ်လို့သူ့ရဲ့အသက်ဟာစစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်နေဆိုရင်သူအာရဗတ်ကတ်တော့အေနဲ့အတူစစ်မှုထမ်းပြီးတော့ကျွန်တော်တို့ရခိုင်ပြည်အတွက်ရည်တည်ပေးသင့်တယ်ဟုတ်ပါတယ်တကယ်လို့သူ့အသက်ဟာကျော်သွားတဲ့ဆိုရင်တောင်မှလက်ရှိသူ့ရဲ့ဒါအောင်မြင်တဲ့ကြော်ကြားတဲ့ဒါအမှုပညာမှာကျွန်တော်တို့အားလုံးသိထားတဲ့အတွက်ဟုတ်ပါတယ်အာရဗတ်ကတ်တော့အေအတွက်အားတော်ဖြစ်လာပါဘူး ဟုတ်ပါတယ်ခင်ဗျအဲ့တော့ကတော့ဒီအခုခုနအားတစ်ခုပြတာကျွန်တော်ပြန်စဉ်းစားမိလိုက်တာပေါ့နော်ဘာလို့စဉ်းစားမိလဲဆိုတော့ဒီကျွန်တော်တို့ရခိုင်လူမျိုးတွေဟာထိုင်းမှာလည်းရှိတယ် အာနိုင်ငံအရရမှာရှိကြတယ်အကုန်လုံးရှိအကုန်လုံးဒီမလေးရှားမှာပေါ်တော့ဆိုလိုတာကဒီနိုင်ငံတကာမှာရခိုင်လူမျိုးတွေရှိတယ်ဆိုတော့လက်ရှိဒီရခိုင်တက်မတော် A ULA ပေါ့ဗျ ULA ဆိုတာအစိုးရအခွဲပြောတာဆိုတော့ A ဆိုတာကဒီလက်ရှိနေပြီးတော့ရခိုင်တက်မတော်ပြောတာဆိုတော့ဒီရခိုင်တက်တော် AA ကနေပြီးတော့အခုဒီတိုက်နေတယ် ULA ULA ကအစိုးရအခွဲကနေပြီးတော့ထုတ်ပြန်တယ်စမုထဥပဒေတစ်ခုထုတ်ပြန်တယ်ဆိုတော့ဒီဥပဒေသည်ရခိုင်ပြည်နယ်မှာနေပြီးတော့လက်ရှိ အာနာတက်ရောက်နေတဲ့ဥပဒေတခုဖြစ်တယ်อืมဆိုတော့ဒီဒီနိုင်ငံတကာမှာရှိနေတဲ့ရခိုင်လူမျိုးတွေအားလုံးကလည်းပေါ့နော်ဒီစစ်မှုထဥပဒေနဲ့အကျုံးဝင်တယ်ဆိုလို့ရှိရင်ဘယ်သူမှစုပ်ပေါ့နော်လာပြီးတော့ကျွန်တော်တာဝန်ထမ်းဆောင်တတ်တယ်လို့ကျွန်တော်မြင်တာပေါ့နော်အဲ့တော့ဒီနေတို့လူဒီတို့ဒီလိုလူနိုင်ငံเจ้าရောက်နေတဲ့လူတွေတောင်မှစစ်မှုထဖို့အကျုံးဝင်တယ်ဆိုလို့ရှိရင်နေတို့လူကပို့ပြီးတော့အကျုံးဝင်ရမယ်လေတော့ပြည်ထဲမှာနေနေတာတော့ပြည်ထဲမှာနေတာ ဆိုတော့ဒီ NATO ဒီတကယ်လို့ပေါ့နော်တကယ်လို့သူဟာနေပြီးတော့ဒီအာပေါ့နော်ဒီအကြမ်းဖက်စစ်ကောင်စီကိုပဲအားပေးပြီးတော့ရက်ကြီးမလားကျွတ်ဒီရခိုင်တက်တော့ A ဖက်ကိုပဲအာကိုအေဖက်ကပဲသူရက်ကြီးမလားပေါ့နော်ဒါသူ့ရဲ့ရွေးချယ်မှုပေါ်မူတည်ပြီးတော့သူတမိုင်းကလှသွားလိမ့်မယ်ဟုတ်တယ်ရခိုင်ပြည်အတွက်အခုအားလုံးပေါ့နော် အသက်သွေးချွေးမြောက်များစွာနဲ့ကျွန်တော်တို့ရခိုင်ပြန်လဲထူထောင်ဖို့ ်နော်ဟုတ်ပါတယ်ကျွန်တော်တို့ဒါရခိုင်သူရခိုင်သားတွေအားလုံးအတူတူရုန်းကန်နေကြတဲ့အချိန်မှာဒါနေတူးဆိုတဲ့အမှုပညာရှင်အနေနဲ့ကလည်းပဲဘယ်ဘက်မှာရက်တီမှာလဲဆိုကျွန်တော်တို့ပြည်သူကတော့စောင့်ကြည့်နေကြပါတယ်ကျွန်တော်ပြည်သူကပဲဆုံးဖြတ်မှာဖြစ်တယ်ခွက်ခေါက်နေတဲ့အမှုပညာရှင်တွေအတန်းအစားတွေမှာပဲထပ်ပြီးတော့အာနာယူခွေးကောင်တွေနဲ့လပွန်တွေနေပြီးတော့မိမိရဲ့ဘဝရက်တီဖို့အတွက်ပဲဆုံးဖြတ်သွားမယ်ဆိုရင်တော့ သူဟာတတော်ကိုစိုးရတဲ့ရခိုင်သားတယောက်ရဲ့တမိုင်းစိုးအဖြစ်ကြံ့ပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ရခိုင်ဟာတေချာပေါ့လွတ်မြောက်ဆိုတော့ခုနကတော့အခုချီပြောသားတဲ့ဇာတ်ထဲမှာလည်းပါတယ်ကျွန်တော်နိုင်ငံတကာမှာကျွန်တော်တို့ရခိုင်တို့ရခိုင်သားတွေလည်းရှိတယ်ဟုတ်ပါတယ်နော်နိုင်ငံတကာမှာကျွန်တော်တို့ရဲ့ပြည်သူတွေရှိတယ်ဆိုတော့ဒီပြည်သူတွေဟာကျွန်တော်တို့ပေါ့နော်ဒါအခုအာရခတ်တော် AAI ထုတ်ပြန်ကြီးညာလိုက်တဲ့စစ်မှုဒဏ် ဥပဒေနဲ့အကျုံးဝင်နေဆိုလဲလာရောက်ပြီးတော့စစ်မှုထမ်းလို့ရတယ်လို့ပြီးတော့အရကတက်တော့ AA ပြီးတော့ကျွန်တော် ULA အဖွဲ့တွေကိုလည်းပဲထောက်ပံ့ကူညီဝန်ရံပေးလို့ရတယ်ရရပါတယ်ဆိုတော့ကျွန်တော်တို့ဟာဒီတော်လန်ရေးမှာမိမျိုးစုံနဲ့ကျွန်တော်တို့ပါဝင်ပတ်သက်ဖို့အရေးကြီးတယ်ဟုတ်ပါတယ်ခင်ဗျာမိသူမစုံဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ဒါလက်ရှိအာရကတက်တော် AA ရဲ့ရခိုင်ပြည်နယ်မှာရှိတဲ့လူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်ဒါထုတ်ပြန်လာတဲ့အချက်မှာ အကိုချစ်အနေနဲ့စစ်မှုထမ်းသိမ့်တယ်လို့မြင်ပါတယ်ခင်ဗျမြင်ပါတယ်ပြီးတော့ရာတကဘာလုံးမှာရှိတဲ့ရခိုင်သူရခိုင်သားတွေအနေနဲ့လည်းပဲဒါမိမိတို့ဌာနေကိုပြန်ပြီးတော့မိမိတို့ရခိုင်အတွက်တိုက်ပွဲဝင်လို့ရတယ်လို့မျိုးမိမိတို့တတ်နိုင်ဘက်တဲ့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ဝင်းရင်ကုညီထောက်ဖို့နိုင်တာတွေကိုလည်းလှုပ်ဆောင်နိုင်ပါတယ်ဟုတ်ပါတယ်ခင်ဗျာရူကရိန်းဆိုရင်ဒါရုရှားကနေပြီးတော့စတင်ပြီးတော့ကျော်စစ်စင်ရဲတယ်ရူကရိန်းနိုင်ငံသားတွေအကုန်လုံးရူကရိန်းစစ်တပ်အတွက်ဟုတ်တယ်အသိရှိသွားတယ် ဒါအပြင်ရူကရိန်းနဲ့မသက်ဆိုင်တဲ့အခြားသောလူမျိုးတွေဥပမာတရုတ်လူမျိုးတော်မှာရူကရိန်းမှာတာဝန်ထမ်းဆောင်လာကိုရုပ်သံဗီဒီယိုတက်တင်နေတဲ့ကွာကျွန်တော်တို့သိခဲ့ရတယ်။ဟုတ်ပါတယ်။အခြားသောနိုင်ငံကလူတွေကလည်းရူကရိန်းအတွက်လာပြီးတော့စစ်မှုထမ်းကြတယ်။မအောင်လဲဆိုတော့ဒါအင်အားကြီးတဲ့နိုင်ငံနိုင်ငံကအင်အားငယ်တဲ့နိုင်ငံကိုနိုင်ကျင့်တာကိုကျွန်တော်တို့ လူသားတွေကပုံမှန်အားဖြင့်ကိုချင်းစာတရားကြည့်ကြတယ်။ဒါကြောင့်အားငယ်တဲ့အားလဲတဲ့ဘက်ကငါတို့ယက်တိမယ်ဆိုရဲ ရတိချက်မျိုးအခုရခိုင်မှာတည်တည်ပြဖို့အရေးကြီးတဲ့အချိန်ရောက်နေပါတယ်ဟုတ်ပါတယ်ခင်ဗျာဒီတော့ဒီကုန်းတော့ဒီရခိုင်မှာအခုလက်ရှိနေပြီးတော့ဒီအာဘောနော်ကျွန်တော်တို့ဒီအခုလက်ရှိ online ပေါ်မှာဟုတ်နေကြတာဗာလဲဆိုတော့ online ပေါ်မှာဘောနော်အာနည်းနည်းတတဲ့နဲ့ပြန်နေတာဗာလဲဆိုတော့အာဟိုဘုဘလိုကိုပြလိုက်အာခုလက်ရှိကခလေးရရှိနေတယ်အဲ့မှာဒီလက်ရှိအမျိုးသမီးတယောက်မှာခလေးရှိတယ်ဆိုလို့ရှိရင်ဒီခလေးနဲ့တာဝန်ထမ်းဆောင်ရမလားလို့ပေါ့နော်ဒါမျိုးလေးတွေကအဆပေါ့နော်သူတို့တတဲ့နေမှာအများကြီးပြန်နေကြတယ်ဆိုတော့ ကျွန်တော်ပြောချင်တာကဒီရခိုင်တက်တော် AA ULA ကထုတ်ပြန်လိုက်တဲ့ဥပဒေသည်ဥပဒေထုတ်ပြန်လိုက်တဲ့နေ့မှာအာဏာသက်ရောက်နေတာဖြစ်တဲ့အတွက်ရခိုင်ပြည်တွင်းမှာအမိတဲနေထိုင်နေကြတဲ့ဘယ်သူမဆိုရခိုင်လူမျိုးဘယ်သူမဆိုပေါ့နော်ဒီရခိုင်အမျိုးခုနှစ်မျိုးရှိတယ်ဒီခုနှစ်မျိုးတွေကဘယ်သူမဆိုတာဝန်ထမ်းဆောင်ရမယ်ဆိုတော့အာတာဝန်ထမ်းဆောင်တယ်မှာငါတို့ခလေးရှိလို့ငါတို့ဘာရှိလို့ဆိုတဲ့အမျိုးမဟုတ်ဘူးနဲ့အမိမိတက်နိုင်တဲ့ဖက်ကဥပဒေဒီအခုလက်ရှိဒီကျွန်တော်တို့လက်ရှိနေပြီးတော့အခုလက်ရှိတော်လိုင်းသမားတွေမှာကြည့်လိုက်ခမင်းထောက်တက်တဲ့ခမင်းထောက် အထမင်းရှိတဲ့နိုင်ထမင်းရှိပေါ့နော်ဒီလိုဒီတခြားမင်းကလေးတွေလည်းအများကြီးပြီးကြတာပဲလေဆိုလိုတာကကိုမိမိတက်နိုင်တဲ့ဘက်ကနေပြီးတော့ပူပေါင်းပြီးတော့ပါဝင်လာဖို့ပေါ့နော်ပါဝင်လာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ရခိုင်ပြည်နယ်ဟာမကြခင်အတွတ်အတွင်းမှာအာဒီစစ်ဖက်အောက်ကနေပြီးတော့လုံးဝလွတ်မြောက်သွားမယ်ဆိုတဲ့အောက်ဒါကျွန်တော်လုံးဝပြောရပါတယ်ခင်ဗျာဟုတ်ပါတယ်ကျွန်တော်ရခိုင်ပြည်မှဒီကျွန်တော်နိုင်ငံတနိုင်ငံလုံးမှာအာနာယူအုပ်စုကို ပြည်သက်ချုပ်ငင်းနိုင်ဖို့အတွက်ကျွန်တော်တို့အစွမ်းကုန်စ조사နေတဲ့ဒီပွဲမှာကျွန်တော်တို့အားလုံးဟာမိမိတို့တက်နိုင်တဲ့ဘက်ကပါဝင်ကြမှာဖြစ်တယ်။ဒါကမဖြစ်မနေကျွန်တော်တို့ဒီပြည်သူကပေးအပ်လာတဲ့ကျွန်တော်တို့ပခုံးလွဲတာဝန်ကြီးဖြစ်ပါတယ်ဗျ။ဟုတ်ပါတယ်ဗျာ။ဒါဆိုရင်တော့ဒီနေ့တင်ပြမှုတွေကိုကျွန်တော်မိပါတွေသဘောကျနှစ်သက်မယ်လို့မျှော်လင့်ပါတယ်။အဲကျွန်တော်တို့အကြံပြုဆွေးနွေးချက်များကိုလည်းဖေးပို့နိုင်ဖို့အတွက် အာကျွန်တော်ရဲ့ Telegram app ရဲ့ပေါ်ရှမ်းလေးနဲ့ဆက်သွယ်နိုင်တယ်လို့ကျွန်တော်ရဲ့ video comment မှာလည်းပဲအာရေးသားတင်ပြလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကျေးဇူးကျေးဇူးတင်ပါတယ်ခင်ဗျာ